ထဝါယေဝအဋိဌာယေဝဒုရေဝတ္တန္တိအဝိတုရေဒိဋ္ဌာဆိုတာမြင်ရတဲ့တ ত্ত্ব ဝအဋိဌာဆိုတာမိမိမျက်စိအောင်မရောက်မမြင်ရတဲ့တ ত্ত্ব ဝယေဝဒုရေဝတ္တန္တိအဝိတုရေအဝေးနေတဲ့တ ত্ত্ব ဝနော်အဝိတုရအနီးမှာနေတဲ့တ ত্ত্ব ဝဆိုလိုတာက မြဲတဲ့သတ္တဝါပဲဖြစ်ဖြစ်မမြဲတဲ့သတ္တဝါပဲဖြစ်ဖြစ်ခုအနီးမှာရှိတဲ့သတ္တဝါပဲဖြစ်ဖြစ်ကိုနဲ့ဝိညာဉ်နဲ့ဒေသမှာရှိတဲ့သတ္တဝါပဲဖြစ်ဖြစ်မိသည့်သတ္တဝါပဲဖြစ်ဖြစ်သတ္တဝါတွေချမ်းသာကြပါစေဒါကအာယုပြုနိုင်တဲ့များပြုပြီးတော့မိတ္တဘာဝနာကွာနည်းကိုမြတ်စွာဘုရားကဟောကြားတာဖြစ်တယ်မိတ္တဘာဝနာကွာနိုင်အောင်လို့ဟောကြားတာဖြစ်တယ်ပေါ့နောက်တစ်ခုကဘာတော့ဆို ုဒ္ဓဝါသမ္ပဝေတိဝဘုဒ္ဓဆိုတာသင်္ေရှားချာပြ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 ဖြစ်သွားတဲ့ပုံပုံတွေလူပြ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 ဖြစ်သွားတယ်လူတွေဆိုလို့ရှိရင်ပြီးခင်ရဲ့ဝမ်းကမွေးဖွားလာပြီးတော့လူသားပြ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 ဖြစ်လာပြီးဆိုရင်ဘုဒ္ဓပြီးခင်ဝမ်းထဲမှာပဲရှိသေးတယ် ကလလာရေးချီတီးစားကနေစပြီးရုပ်ပုံမပြည့်ပြည့်သေးဘူးဆိုလို့ရှင်ဒါသမဝေတီတနည်းအားဖြင့်ဆိုလို့ရှင်တော့ဘုဒ္ဓဆိုတာဖြစ်ပြီးတဲ့တတဝါတွေမန္တမြဘုဒ္ဓတခြားနည်းနဲ့ဝိပါဒီတတဝါမန္တမြဘုဒ္ဓဝိမှုတန်ဆူးနေတဲ့ပုဂ္ဂိုလ်တွေပြည့်ပြည့်စုံစုံမဖြစ်သေးတဲ့ပုဂ္ဂိုလ်တွေကိုသမဝေတီလို့ဒီလိုခွဲခြားလာ အဲ့တော့ခန္ဓာကိုယ်ပြီးပြီးပြင်းပြင်းနဲ့မွေးဖွားပြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေမမွေးဖွားရသေးတဲ့မွေးဖွားမှုကိုရှာဖွေနေကြတဲ့ပုဂ္ဂိုလ်မျိုးပဲဖြစ်စေသုံးခုလောကကြီးမှာဖြစ်ပူးပြီးပြီးဖြစ်ပူးပြီးလို့နောက်ကဖြစ်เสียမလို့တော့တဲ့ပုဂ္ဂိုလ်မျိုးတွေပဲဖြစ်စေကံတရားတွေမကုန်သေးတဲ့အတွက်ကြောင့်ဘဝခရီးမှာရှောင်လန်းနေကြမဲ့ပုဂ္ဂိုလ်မျိုးတွေပဲဖြစ်စေဝိတဝါသမဝေတိဝသဗ္ဗတတ္တဘဝတုသုခိတတ္တ ်တော်မှန်လည်းချမ်းသာကိုစိတ်ရဲကြပါစေဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါလိုမေတ္တာဘာဝနာပွားများအားထုတ်တယ်ဒါကတရားဝါရီနဲ့အတီးပြီးခွဲပြီးတော့မေတ္တာဘာဝနာပွားများအားထုတ်ကုန်မြတ်စွာဘုရားဟောတယ်နောက်ကမေတ္တာပွားကုန်ပြီတနည်းကိုတခါဟောပြန်နာဘရောကရဏနိကုတ်ပေချာ ဒါဒီကနေ့ခေတ်မှာအရေးကြီးတဲ့မေတ္တာထားလေးတစ်ခုပဲပေါ့နာပရောပရဏိကောပိဋ္ဌာဆိုပရောတခြားသူတယောက်ကပရံတခြားသူတယောက်ကိုနာဒီကောပိဋ္ဌာမလေးမညာပါစေနဲ့ဘောကလူတွေကအချင်းချင်းလဲစားတတ်တယ်လိန်ကြတတ်တယ်ဘုသူချင်းလိန်သွားပြီဆိုတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒါလူတူတူကိုလိန်ညာလဲစားပြီးတော့စီးပွားရှာတာမျိုးတွေမဖြစ်ပါစေနဲ့ တဏှာတွေဟာတယောက်နဲ့တယောက်မလင်းကြပါစေနဲ့မနှိစားကြပါစေနဲ့လို့ဆိုခဲ့။အားလည်းပဲတဏှာတွေရဲ့ကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခပေါ်မှာပယ်ဖြောင်းလို့တဲ့သဘောထားမှုဒါလည်းပဲမေတ္တာဘာဝနာပွားတယ်လို့ခေါ်တယ်ရဲ့နော်။တုံးနဲ့တူလိစားပြီးတော့လင်းညာတာတွေမလုပ်ကြပါစေနဲ့။ဟောဒီမေတ္တာပွားနေကလည်းပဲပွားရမယ်။နာဘရောပရဏနိကုပေတာ နာတိမင်းကြီးထကတ္တစီနာကိစုကံစီနာကံစီကံစီဆိုတာဘုသူကိုမြတ်ကတ္တစီဒေကိစ္စနဲ့မှပဲနော်နာတိမင်းကြီးထအချင်းသေးအမြင်သေးမလုံးကြပါစေနဲ့လူဆိုတာတယောက်တယောက်အချင်းသေးတဲ့ခါလည်းရှိစီမောဥစ္စာရှိတဲ့လူကမရှိတဲ့လူအချင်းသေးတယ်ပညာတတ်တဲ့လူကမတတ်တဲ့လူအချင်းသေးတယ်အစင် တဲ့လူကအစ်စ်နေတဲ့လူကိုအထင်သေးတယ်ဆိုတာမျိုးတွေအဲ့ဒါမျိုးတွေမဖြစ်ကြပါသေးနဲ့ဘယ်ကိစ္စမှာမှဘယ်သူတယောက်ကမှအထင်မြင်သေးတာမျိုးတွေမရှိကြပါသေးနဲ့ဟာအလုံးကြီးမြင်မသေးကြဘူးလို့ဆိုလို့ရှိရင်တော့ဒါတဝုဒ္ဓမေတ္တာတက်ရောက်တဲ့ဆိုတဲ့အိဗေကိုပြောတာဖြာရောတနာပဋိကဖြာရောတနာဆိုတာလူတွေကတယောက်တယောက်ကိုစောင်းချိတ်ပြောလို့ရှိကြတယ် တခါတလေထဲပြောတာမဟုတ်ဘူးစောင်းချိတ်ပြီးတော့ပြောတယ်နော်အဲ့ဒါလိုတယောက်တယောက်ရန်ဆောင်ပြီးစောင်းချိတ်ပြောတာမျိုးကလည်းပဲမိတ္တာပြတ်တတ်တာမျိုးမျိုးဖြစ်သည့်အတွက်ကြောင့်အဲ့ဒါလိုတယောက်တယောက်ကိုလည်းစောင်းချိတ်တွေမလုပ်ကြပါစေနဲ့ဒီလိုဆိုလိုတယ်ပဋိကတင်ညာဒေါသနဲ့စိတ်ဓာတ်ထိခိုက်တဲ့စိတ်နဲ့သူများရဲ့ခုံတိတ်ခါကိုပုတ်ခတ်တဲ့ းတွေလည်းမဖြစ်ကြပါစေနဲ့လို့ဒီလိုဆိုလိုတယ်။ဟောနောက်တစ်ခုကတော့ဘာတော့နေညမညတဒုက္ခမေစရာဒါကအဲ့ဒါကောင်းတဲ့မေတ္တာဟုတ်တစ်ခုပဲ။နေညမညတဒုက္ခမေစရာအညမညတတယောက်ကတယောက်ရဲ့ဒုက္ခဆင်းရဲဒုက္ခကိုနာအေစေရမလိုလားပါစေနဲ့။တယောက်ဆင်းရဲတာကိုတယောက်ကမလိုလားပါစေနဲ့အားလုံးက ဆန္ဒမှုကိုသာလိုလားကြပါစေတယောက်တယောက်ဒုက္ခမပေးချပါစေနဲ့ဆိုအော်လောကလူသားတွေကတုံးနဲ့တူဒီဆန္ဒလုပ်ပေးတဲ့ပုဂ္ဂိုလ်ကအလွန်နှဲပြီးတယောက်နဲ့တယောက်ဒုက္ခပေးဖို့ရများတယ်ဒါကြောင့်ခုပြေစကားတော့ပြောတာမဟုတ်လားအချွန်နဲ့မရတဲ့အဆင်းကိုဘိန်းကျက်ပေးတယ်ဆိုတာတွေကအဲ့ဒါသူများဒုက္ခရအောင်လုပ်တဲ့စိတ်ဓာတ်တွေပဲပေါ့နော်အဲ့ဒီလူမျိုးတွေမရှိကြပါစေနဲ့ တုံးနဲ့တူတုံးပေါ်တုံးဆင်းရဲဒုက္ခကိုလိုလားတဲ့စိတ်ဓာတ်တွေမမွေးကြပါစေနဲ့အဲဒီလိုနဲ့မေတ္တာပါဝနာပွားများအထောက်အမဲတဲ့မာတာယထာနိယံဘုဒ္ဓမာယုတဧကဘုဒ္ဓမလို့ရခေမာတာယထာမိခင်လိုဧကဘုဒ္ဓမာတာယထာနိယံဘုဒ္ဓ နိယဘုဒ္ဓဆိုတာခုရင်မှာဖြစ်တဲ့သားအာယုသာဆိုတာအသက်ခုအသက်နဲ့နော်ဘာတရားချာနိယဘုဒ္ဓမာယုသာဧကဘုဒ္ဓမလို့တဲ့ခေခုရင်မှာမွေးဖွားလာတဲ့သားတဦးဒီသောသာသမီးကိုပြီးခင်ကအသက်ပြီးပြီးတော့ချစ်ခင်မြတ်လို့တယ်လို့ဆောက်ရှောက်တယ်လို့တဲ့ဆိုလိုတာက ကလေးတွေများတဲ့မိခင်ကတော့ချစ်စရာတွေများနေလေ။အဲဒါကြောင့်မလို့ကလေးတူတဲ့သားသမီးတူတဲ့ရှိတဲ့မိခင်ကသူ့ရဲ့ချစ်ခင်တဲ့စိတ်တွေပိတ္တာတွေဟာသူတူတဲ့ပုံပါပဲပုံပြီးတော့ကြာ။အဲဒါလိုပဲတဲ့။ဧဝံပိသဗ္ဗပူတေတုမာနတံဘာဝေအပရိမာဏ။အခုလိုအတိုင်းအတာအကန့်အသတ်ပမာဏမရှိတဲ့စိတ်ဓာတ်မျိုးကို လေးပေါ်မှာဖြစ်အောင်ကြိုးစားပါမိခင်ဟာတူဒီသောသားပေါ်မှာချစ်ခင်နဲ့မေတ္တာတတ်တယ်စုပုံပြီးတော့အသက်ပမာဏမထားပဲပြီးတယ်လို့သရဝါးလေးအလုံးပေါ်မှာအဲ့ဒီလိုချစ်ခင်တဲ့စိတ်ဓာတ်မျိုးဖြစ်အောင်ကြိုးစားပါပွားပွားများအထောက်ပါဘီလူဆလိုတဲ့ဆလိုရကမိခင်တယောက်ကသာသမီချစ်တယ်လို့သရဝါးလေးအလုံးပေါ်မှာချစ်မြတ်လို့တတ်ပါစေ။ ဒီဒိဋ္ဌိကိုဆိုတာနော်အဲ့ဒီလိုမေတ္တာဘာဝနာတည်ဆောက်တဲ့အခါအဲ့ဒီလိုခိုင်မာတဲ့မေတ္တာဘာဝနာမျိုးဖြစ်အောင်ကြိုးစားအထောက်ပါလို့သစ္စာပြာမေတ္တာရဲ့သဘောထားကိုသင်ရှားအောင်လို့ခုလိုခေါ်ကြတာဖြစ်တယ်ဟုတ်နောက်တဲ့အခါကျတော့မြတ်စွာဘုရားကပြောတော့မိတ္တေသသဘာဝလောကသမိ မာနတံဘာဝေအပရိမာနံသဗ္ဗလောကတမေလောကကြီးရှိသမျှသရဝါရီအာလုံးပေါ်မှာတဲ့အတိုင်းအတာကန့်သတ်မရှိတဲ့မေတ္တာတရားကိုဖြစ်ပေါ်အောင်ကြိုးစားမေတ္တာတရားကိုဖြစ်ပေါ်အောင်ကြိုးစားရမယ်အဲ့ဒီလောကကြီးတစ်ခုလုံးဆိုတာလေးကိုဖော်ပြမယ်ဩဒံအဒောစတိရိယေစာဩ ်ထက်မှာရှိတာပဲဖြစ်စေအတော်အောက်မှာပဲရှိတာပဲဖြစ်စေတိရိယာအလဲမှာရှိတာပဲဖြစ်စေပတ်ဝန်းကျင်မှာရှိတာပဲဖြစ်စေဘယ်နေရာမှာပဲရှိရှိသရဝါရီအလုံးပေါ်မှာအကျိုးစီးပွားကိုလိုလားတဲ့မေတ္တာတရားကိုမိမိတဏ္ဍာမှာချက်အောင်ကြိုးစားပါဒီလိုဆိုလိုတယ်ပေါ့နော်မိတ္တေသသဝလောကတမိမာနတံဘဝေအပရိမဟုတ်တယ်အတောစတိရိယံစာ အတံပါဒံအဝေရမတ္တပတ္တမိတ္တာစိတ်ဆိုတာအတံပါရမချင်းမြောင်းမှုတဲ့လောကလူတွေမှာ